ကဲဒီတစ်ခါမှာတော့အရင်တည်းကကြိုပစ်ခဲ့တဲ့တိုဖူးတွေနဲ့အရန်စားကောင်းတဲ့တိုဖူးကြော်တုပ်လေးလုပ်ခဲ့ပါတယ်။အရန်မိုက်တဲ့မကြီးကျင်လုံနီလေးလည်းပါပါတယ်။မကြီးကျင်တဲ့အတုပ်လုပ်ကိုတီးရွက်ပြီးလီးမယ်။ဘော်ဘီကိုပပလေးတွေလီး။နနမယုံလည်းနုံနုံဆင်။နံမွေအောင်လို့ရှောက်ရွက်လေးကိုလည်းပပလီးရမယ်။မကြီးကျင်လုပ်ကိုစက်သွွန်ပြူအခွန်နွား။ငရုတ်တီးကိုလည်းအဆက်စားနိုင်တဲ့လောက်အညာချွေးထား။ရပြီဆိုရင်တော့အရင်ဆုံးစက်သွွန်ပြူနဲ့ငရုတ်တီးကိုအနံလေးမှွေးသွားအောင်လို့လှော်ပြီးလိုက်။ ရပြီဆိုရင်ခဏအေးခံထားပြီးတော့အကုန်လုံးကိုထည့်ပြီးတော့ချိန်မယ်။ဒီနေရာမှာဆက်မရှိရင်ရုပ်စုံနဲ့ထောင်းရင်လည်းပိုကောင်းပါတယ်။ရပြီဆိုရင်တော့ခဏဖယ်တာ။မကြီးကျင်လို့ကိုအရင်ဆုံးထညက်ကြီးကြိုးပါ။ရံကောင်းထည့်ပေးလိုက်တဲ့ထညက်နဲ့ရေလေးထည့်ပြီးတော့ကြိုးလိုက်။ရပြီဆိုရင်အမှိုက်တင်မပေါအောင်လို့စကားလေးနဲ့စစ် မကြီးအနှစ်လောက်ကိုစီရီယာတော့ ready made မကြီးအနှစ် plain ကိုတုံးတာပါတယ်ဒီနေရာမှာမကြီးသည့်အမှတ်ကိုရေဖြော်ပြီးအနှစ်ထုတ်ပြီးတုံးနိုင်ရင်ပိုကောင်းပါတယ်မကြီးအနှစ်က3စွန်းတစ်ညက်ကြီး6စွန်းအိုးရဲကိုထည့်လိုက်နှံ့တော့အောင်လို့မှုပေးလိုက်မီးပူချင်တော့အရန်မပြစ်မဲ့အလဲအလက်လောက်လေးနဲ့ကျူသွားပေးလိုက်မပြာရည်ကိုနှစ်စွန်းထည့်တခြားလေးရောမှုရင်အရန်ပြစ်နေရင်တော့ရေလေးနဲ့နဲ့ရောအချင်းအပြစ်အကျဲကတော့မိမိစိတ်ကြိုက်ပြင်ဆင်သွားလို့ရပါတယ်အရသာလေးပိုလေးနဲ့ဝအောင်စားလေးနဲ့နဲ့ထည့်လိုက်တယ် ပြီးတော့ခုနကကြိတ်ထားတဲ့ကြက်သွန်ပြူနဲ့ငရုတ်သီးအရောကိုထည့်။အရသာအနေတော်ပဲဆိုရင်ရပါပြီ။ပြီးရင်တော့မကြီးကျင်လေးမှာအနံလေးပုံမွေးသွားအောင်လို့ငနအမြင့်နဲ့အရိုးတွေထည့်ပြီးတော့ကြိတ်ကြိတ်ထားတဲ့နနံအမြင့်နဲ့အရိုးတွေကိုပကံလုံးတစ်ခုတည်းကိုထည့်။ခုနကကြိုထားတဲ့မကြီးကျင်လေးကိုထည့်လိုက်ရင်အရန်စားကောင်းတဲ့မကြီးကျင်လေးကတော့အစင်းနဲ့ဖြစ်ပါပြီ။အတုတ်ထဲမှာစီကြက်လုပ်ဖို့ကြက်သွန်ပြူကိုကြိတ်ပြီးရင်တော့စီကြက်ကြော်ပါမယ်။ ဒီနေရာမှာစီချက်ကိုအရောင်လေးလှခြင်းဆွနှင်းမုံလေးနဲ့နဲ့ထည့်သွားပေးလို့ရပါတယ်။ကျွတ်ကျွတ်လေးဖြစ်ရင်တော့စီချက်အဖက်နဲ့ရေကိုတသက်စီခွဲတာ။တိုဖူရောမိမိစိတ်ကြိုက်လှီးသွားပေးလို့ရပါတယ်။စီဒီကတော့ကျွတ်ကျွတ်ကလေးကြော်ကျင်တာနဲ့ပပလေးတွေပဲလှီးခဲ့ပါတယ်။စီပူလာရင်တော့ပပလှီးထားတဲ့တိုဖူလေးတွေကိုထည့်ပြီးတော့ကြော်လိုက်။တိုဖူအပြော့ကိုဒီတိုင်းတုံရင်လည်းစားကောင်းပါတယ်။ဒီတစ်ခါမှာတော့စီဒီကအကျွတ်ကလေးနဲ့တုတ်စားကျင်တာကြောင့်ကြော်ခဲ့ပါတယ်။တူဖူတွေကျွတ်လာပြီဆိုရင်ဆယ်ပြီးစစ်စစ်ထားနောက်တဲ့ဒီတိုင်းကျဲစားဖို့တူဖူကျော်တော့အချောင်းလေးတွေပြီးကြပါတယ်သူ့ကိုလည်းကျွတ်သွားအောင်ကျော်ပေးလိုက် ရပြီဆိုရင်စီစစ်ထားတာအစင်းသဖြင့်စတုံမယ်ဂေါ်ပြီးနနံပင်ရှောက်ရွက်ကြော်ရတဲ့တူဘူးကျွတ်ကျွတ်လေးတွေပဲကြက်ကြီးနဲ့ညှက်နောင်လို့အထက်အောင်လေးမှုလိုက်ဒါကတော့အရင်နေ့ကကိုယ်တိုင်အိမ်မှာကြိတ်ထားတဲ့ပဲမုတ်အနံလေးကမှွေးနေရပဲစီချက်အဖက်လေးထက်ပြီးတော့အရေပါထက်ခုနကဖြော်ထားတဲ့မကြီးကျင်လေးလည်းထက်မပြရေးအားလုံးရော့ထည့်ပြီးဝိုင်းတော့တမအောင်လို့တူလေးနဲ့ဖွက်ဖွက်လေးမှုပေးလိုက်ရလာအပေါ့ငံအတော်ပဲဆိုရင်ရပါပြီ။ အားလုံးစင်နေပြင်ဟိမက်ပြင်မယ်ဒီနေ့မှာတော့တိုဖူကိုနှမျိုးလုံးစားကြင်တာနဲ့တိုဖူကြော်တုပ်ကတိုဖူကြော်အချင်းလေးနဲ့တို့ပြီးတော့စားဖို့တခါတည်းပြင်ထားပါတယ်ကြည့်ပါဦးဟိမက်ပြင်ပြီးတော့ကိုဘကိုပဲတေးကြနေပါပြီအခုလောက်ပြပေးထားတဲ့မကြီးကျင်လေးကတော့အတုံးနဲ့ပဲတွဲစားစားအကြော်တွေနဲ့ပဲတွဲစားစားအရန်ကိုစားလို့ကောင်းပါတယ် ချစ်တဲ့ငယ်ချင်းတို့စားပါအောင်ဟုတ်ရှောက်ရွက်နဲ့လေးကလည်းမှုင်းနေအရင်ဆုံးတူဘူးကြော်လေးကိုမြင်းမယ်အပြင်ကကျွတ်ကျွတ်ကလေးနဲ့အထဲမှာတော့ပျော့ပျော့တုတ်ကလေးကလည်းချင်းငန်ဆက်အကျွတ်ကလေးဆိုအရန်ကိုစားလို့ကောင်းပါတယ်ဘာနဲ့ပဲတွဲဆဆအဆင်ပြေတယ်မကြီးကျင်လုံနည်းလေးကိုလည်းချစ်တငယ်ချင်းတို့လိုက်လို့ကြည့်လိုက်တော့နော်ကဲခုတော့စားပြီးပြီဆိုတော့ထုံးစံတန်းဆေးကြောရေတုပ်ဝင်းနဲ့အုပ်